င်္ဂလာပါခင်ဗျာတပတ်အတွင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ဖေဖော်ဝါရီလ2ရက်နေ့ကနေ6ရက်နေ့ထိမြန်မာနိုင်ငံအနှံ့အပြားကလလန်းမိသမျှစူးစီးရရှိထားတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတပတ်အတွက်ပထမအဦးဆုံးသတင်းတစ်ပုဒ်အဖြစ်ဘရင်တော်ကျက်သွန်ပွဲရုံတွေမှာကျက်သွန်အဝင်များနေပြီးတော့အယောင်းပါနေတဲ့အတွက်ကျက်သွန်ဈေးတွေကျနေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘင်းတော်ကပွဲုံနေမှာကြက်သွန်အဝင်ကောင်းနေပြီးလာဇန်ပိုင်းဖြစ်လို့အယောင်းဝယ်ကောင်းပြီးဈေးမရမှာဖြစ်ပေမဲ့အယောင်းပါလို့ဈေးကျနေတယ်လို့ဘင်းတော်ပွဲုံပန်ရှင်တွေကပြောပါတယ် ဘလို့ကြောင့်ဟိတိုင်လဲဆိုတော့ဒီကချက်သွန်ကွာတူးတာလဲဆုံးနေတော့ဒီမူးချက်သွန်ကမူးချက်သွန်ကထားမရဘူးကွာထားမရတော့တူးပြရနဲ့တင်ရတယ်တူးပြရနဲ့ချက်သွန်ပေါ်ရနဲ့ရန်ကုန်တင်ရတယ်ရန်ကုန်ဈေးကွက်မှာအနှုတ်အသိနဲတဲ့အတွက်ဈေးကွက်အေးနေတယ်မမတို့ရဒီရက်တရရောင်းကောင်းဝယ်ကောင်းပြီးဈေးတန်းကနည်းနည်းလေးမာမယ်တဘောလာစားရဖြစ်တဲ့အတွက်ရောင်းကောင်းမယ်ဝယ်ကောင်းမယ်ဈေးတန်းကနည်းနည်းမာမယ်အဲ့လိုမှန်းထားတယ်ဒါပေမဲ့ရောင်းမကောင်းဝယ်မကောင်းဈေးတန်းမာလို့မရဘူး ပြီးခဲ့တဲ့အငုတ်ထက်ထက်အေးလက်ရှိမှာမြေသားကျက်သွန်တွေကအမြင့်ဆုံးတပိတ်တာကို900ကျက်ကနေအနည်းဆုံး300ရှိပြီးတော့တခြားကျက်သွန်မျိုးစားတွေကတော့အမြင့်ဆုံး300ကျက်ကနေအနည်းဆုံး150အထိရှိနေတာပါလက်ရှိကျက်သွန်ဈေးကရခိုင်ပတ်တုံးကနဲ့နှိုင်းရှင်ရင်90ကျက်လောက်ကျသွားတာဖြစ်ပြီးတစ်ပတ်လုံးရောင်းဝယ်အေးနေပြီးတော့ဈေးကျနိုင်ကြောင်းလည်းဆက်ပြောပါတယ်နော်နောက်ပြီးကြတော့နေဒီမှာလည်းဈေးကထက်ကြတယ်ထက်ကြတဲ့အကြောင်းတရားဟိုထွက်တဲ့ကျက်သွန်ကများပြီးဝယ်တဲ့လူနည်းလို့လင်းပါ နော်ပထမနေမှာ200တပတ်လည်းရှိတယ်နော်စက်စုံစီကနေစီက200 220 230လောက်ရှိတယ်အခုကျတော့200အောက်ရောက်လာတယ်190 180ရှိတယ်ရန်ကုန်ကဘရင်တော်စက်သွန်ဈေးကွက်အတွင်းကိုအနေနဲ့အရရက်ကစက်သွန်တွေအဝင်လှိုင်နေပြီးတော့တနင်္လာနေ့ကနေကြာသာပရိနေအထိကိုတရက်စက်သွန်ကားအစီရေ40ကျော်ဝင်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့လက်ရှိအချိန်အထိမြန်မာနိုင်ငံမှာ stock exchange ကိုအောင်းအောင်းမြင်းမြင်းလုပ်နိုင်မှုအတွက်အခက်အခဲတွေရှိနေတော့မှဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ stock exchange ဈေးကွက်မှာမြန်မာနိုင်ငံလုပ်ငန်းရှင်တချို့ယင်းနှီးမြှုပ်နှံမှုစိုးရိမ်မှုတွေရှိနေတဲ့အပြင်ဒီဈေးကွက်အောင်မြင်ဖို့ကလည်းအခက်အခဲတွေအများကြီးရှိနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောဆိုနေကြပါတယ်။ဒီ store exchange ဈေးကွက်မှာမြန်မာနိုင်ငံကလုပ်ငန်းရှင်တွေအတွက်လိုအပ်တဲ့ဥပဒေအကြောင်းအရာတွေဆက်လက်လှုပ်ဆောင်ရမှာတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေက training တွေပေးနေတာလည်းရှိပါတယ်။ ဒီနေ့မှာဖော်ဆောင်မဲ့ stock exchange ဈေးကွက်ကိုဂျပန်နိုင်ငံဘန်ဒါရေးဝန်ကြီးဌာနဂျပန်ဒိုင်ဝါကုမ္ပဏီနဲ့မြန်မာစီးပွားရေးဘဏ်၃ဦးပိုင်ဆောင်ရွက်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံက51ရာခိုင်နှုန်းဂျပန်ကုမ္ပဏီနှစ်ခုက49ရာခိုင်နှုန်းပိုင်ဆိုင်မှာဖြစ်ပြီးယင်းနှုန်းနှံမှုပမာဏကတော့ American dollar 32 billion ဖြစ်ပါတယ်။ လက်ရှိအချိန်ထိဒီ stock ဈေးကွက်ထဲမှာမြန်မာလုပ်ငန်းရှင်တွေနဲ့ပြည်သူတွေကျွမ်းကျွမ်းကျင်ကျင်ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုအတွက်ဒီဈေးကွက်ထဲမှာတည်တည်တဲ့အကြောင်းအရာတွေကိုသိအောင်လှုပ်ထားရမှာဖြစ်ပြီးဒီဈေးကွက်မတည်ထောင်နိုင်ခဲ့ဘူးဆိုရင်မတိနားမလဲတဲ့ပြည်သူတွေရင်းနှီးငွေတွေကိုအများပိုင်းကုမ္ပဏီတွေကလိမ်လည်မှုတွေရှိနိုင်တယ်လို့လဲဗန္ဓာယင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိန်းကမနစ်ကအမျိုးသားလွတ်တော်မှာလည်းသတိပေးပြောဆိုခဲ့တာတွေရှိပါတယ် stock ဈေးကွက်ဆိုတာဟာနိုင်ငံတကာနိုင်ငံမှာအများပိုင်းကုမ္ပဏီတွေပေါ်လာမယ် အများပိုင်းကုမ္ပဏီတွေဟာဒါလေဒီ stock ဈေးကွက်ထဲမှာဝင်ဝင်လာမှာပေါ့နော်အဲ့ဒီခါမှာ listing ဖြစ်ရမယ်ဒီ stock exchange ကြီးတွေပေါ်လာတဲ့ခါမှာ listing ကုမ္ပဏီတွေပေါ်ပေါက်လာမယ် listing ဖြစ်ဖို့သူ criteria တွေနဲ့အညီ listing ဖြစ်လာကြအဲ့ဒီခါမှာဒါလေကမ္ဘာဈေးကွက်နဲ့ရှင်ပြိုင်နိုင်စွာဖြစ်လာမှာပေါ့အဲ့ဒါကြောင့် stock exchange ကြီးဈေးကွက်ကြီးဟာလေမြန်မာနိုင်ငံမှာမလွှဲမသွေပေါ်လာမယ်အချက်တစ်ချက်ပါပဲဒါကြောင့်ဒါကိုလည်းမကြခင်မှာစူးစမ်းလာကြပါပါ ဒီနေ့မှာစတင်အကောင့်တွေဖော်ရမဲ့ stock ဈေးကွက်ကိုအစိုးရကယုံကြည်စိတ်ချရတဲ့အများပိုင်ကုမ္ပဏီ၅ခုနဲ့အော်တိုဘာလတွေမှာဆောင်ရွက်သွားဖို့ရှိနေပါတယ်ခင်ဗျာအခုဆက်လက်ပြီးတော့နိုင်ငံတကာဈေးကွက်မှာကမ္ဘာရာဘာဈေးကအကြမ်းဖက်မှာပဲလာပေါင်းများစွာရပ်တည်ခဲ့လို့ပြည်တွင်းကရာဘာခြံငယ်လုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းရပ်နားထားရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ရာဘာဈေးကနိုင်ငံတကာဈေးကွက်မှာလာပေါင်း20ကျော်ကြာတဲ့အထိအကြမ်းဖက်မှာပဲရှိခဲ့တာပါ ဒါကပြည်ရင်းလော်ပါထုတ်လုပ်တဲ့ချန်ငယ်လုပ်ငန်းရှင်တွေအတွက်တော့ယက်တိနိုင်မှုမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းအတွင်းရေးမှူးကပြောပါတယ်။ဒီအကျိုးဆက်ကြောင့်လက်ရှိမှာဆိုရင်ရာဘာချန်ငယ်အရှင်အများစုကမိမိပိုင်ချန်တွေကိုရောင်းထုတ်ဖို့အတွက်ပြင်ဆင်မှုတွေရှိလာတဲ့အပြင်အခြားနည်းလမ်းဖြစ်တဲ့ရာဘာပင်အိုတွေကိုခုတ်လဲရောင်းချခြင်းဖြင့်ဖြည့်ရှင်းနေရပါတယ်။ဒါကြောင့်အကြက်တဲတွေတွစ်ကြုံနေရတဲ့ရာဘာချန်ငယ်ရှင်တွေအတွက်အစိုးရပိုင်းကချင်းငွေထုတ်ချေးခြင်းဖြင့်နီလန်းရှာဖြည့်ရှင်းပေးစီလိုတဲ့အကြောင်းသူကအခုလိုမျိုးဆက်လက်ပြောပြပါဗျာ။ တနိုင်ညာလုံးအတိုင်းအတာအနေနဲ့ rubber site ဧကတသန်းခွဲကျော်ရှိတဲ့အနက်အစေးထုတ်ယူနိုင်တဲ့ဧကက9သိန်း8000ရှိပြီးထွက်ရှိတဲ့ rubber ပမာဏကတော့တန်3သိန်း8000ရှိပါတယ်ဒီထွက်ရှိမှုပမာဏရဲ့62%ရာခိုင်နှုန်းကလည်းချမ်းငယ်ရှင်တွေဘက်ကထုတ်လုပ်တာဖြစ်ပြီးတော့နိုင်ငံတကာဈေးကွက်ရဲ့အရေးသွေးပြည့်မီချက်ကိုထုတ်လုပ်နိုင်တဲ့ပမာဏကတော့10%ရာခိုင်နှုန်းအောက်မှာသာရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့စိုက်ပျိုးရေးကိုအခြေခံတဲ့မြန်မာနိုင်ငံဟာမြေပြဒနာမဖြေရှင်းသရွေ့ကာလပတ်လုံး စီးပွားရေးမတိုးတက်နိုင်ဘူးလို့ဒေါအောင်ဆန်းစုကြည်ကပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ၄ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြည်သူ့လွတ်တော်အစည်းအဝေးအပြီးမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကမန္တလေးတိုင်းဒေသကြီးကမြေသိမ်းခံလယ်သမားတွေနဲ့တွေ့ဆုံဆင်းအခုလိုပြောကြားလိုက်တာပါ။အလုံးဝိုင်းပြီးတော့ကြိုးစားနေဒီတစ်ဖက်ကနေပြီးတော့တရားဥပဒေရဆုံးဖြတ်ချက်ပေးမှဖြစ်မယ်။နောက်ဆုံးကျတော့တရားဥပဒေရကနေဆုံးဖြတ်ချက်မပေးမချင်းဒီကိစ္စတွေကပြီးမှာမဟုတ်ဘူး။ နောက်အခုအဲ့ဒီနိုင်ငံသားတို့ရောနိုင်ငံတကာအဖွဲ့တွေကလေးလာထားတော့မြန်မာနိုင်ငံစီးပွားရေးကတိုးတက်ဖို့ဆိုလို့ရှိရင်အရေးကြီးဆုံးကိစ္စတစ်ခုကဒီဟိုမြေပိုင်ဆိုင်မှုကိစ္စပဲ။အဲ့ဒီဟာအောင်မဖြေမရှင်းမဖြေရှင်းတဲ့ရစိုက်ပျိုးရေးကိုအခြေခံတဲ့မြန်မာနိုင်ငံဟာဘယ်တော့မှတိုးတက်နိုင်မှာမဟုတ်ဘူး။တကယ်ဖွံ့ဖြိုးမှုရနိုင်မှာမဟုတ်ဘူး။အဲ့ဒါအတိုင်းနိုင်ငံအတွက်အင်တာမအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်။ဒါအောင်နေချင်းညာချင်းနဲ့ရှင်းလို့ရမှာမဟုတ်ဘူး။ ဟုတ်ပြီကျမကညရလုတ်ပေးမယ်လို့ပြောရတာတွေ့တယ်ဒါပေမဲ့ကျမကမမှန်ကန်တဲ့စကားတွေနဲ့ပြီးသူရဲ့ကိုကတိမပေးခြင်းအဲဒါကပဲမျှော်လင့်ချက်တွေပြိုကွက်ပြီးတော့စိတ်ညစ်တာအဲတော့ကျမပြောချင်တာစိတ်ကိုတော့ခိုင်ခိုင်ထားဆက်ပြီးတော့ရုန်းကန်အောင်မယ်နေချင်းညချင်းတော့ဒီပြဿနာကြီးပျောက်ပျောက်သွားမှာမဟုတ်ဘူးကျမတို့အတတ်နိုင်ဆုံးစူးစမ်းမယ်အတတ်နိုင်ဆုံးစူးစမ်းမယ်ဆိုတာကိုပြီးတော့လည်းကျမကတိမပေးနိုင်ဘူးကိုမလုံနိုင်တဲ့ကိစ္စတွေကိုလုံလုံပေးပါမယ်ဆိုပြီးတော့ပြည်သူတွေကိုအယုံသိတဲ့ကိစ္စမျိုးကျမတို့မလုပ်ချင်ဘူးတော့ဟို တကယ်တော့ဒီဟာအစိုးရလိုရမယ့်ကိစ္စပေါ့နော်တနိုင်ခံလုံးအတိုင်းအတာနဲ့ဒီလိုလဲရမည်အဲနေပိုင်ဆိုင်မှုကလဲလို့မဆိုပါနဲ့တော့နေပိုင်ဆိုင်မှုယက္ခနာတွေနဲ့ပတ်သက်လို့မူဝါဒတွေချဖို့လိုတယ်ဒီလိုနည်းတွေနဲ့ဖြေရှင်းမယ်ဆိုအခုကအစိုးရဒီလိုမူဝါဒတွေဟာတသက်မှမှမရှိအဲ့ဒါတွေကရှိဖို့လိုအခုလိုလဲရမည်သိသိမှုတွေဟာနေရာအနှံ့မှာဖြစ်ပေါ်နေပြီးလဲမည်ပြဿနာတွေကိုအစိုးရအနေနဲ့ထိထိရောက်ရောက်ကင်တွယ်ဖြေရှင်းဖို့ကိုလည်းပြည်တော်စုလွတ်တော်မှာလဲရမည်အစီရင်ခံစာ၄အထိတင်ပြထားပါတယ် မန္တလေးတိုင်းမှာရှိတဲ့မြို့သားဆက်မှုဆောင်တိဆောက်ရေးအတွက်တင်ဆက်ထားတဲ့လေယာဉ်မြေဧကဟာဧကပေါင်းတပေါင်းကျော်ရှိတယ်လို့လေယာဉ်မြေကိစ္စလိုင်းလံဆောင်ရွက်နေတဲ့ရှင်းနီဒေါ်သဲနုဝေကပြောထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့သမရဦးသိန်းစိန်လက်ထက်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီးတော့စာရေးဆရာမဒေါခင်မမမျိုးရဲ့သုံးသက်ချက်တွေကိုလည်းတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစီးပွားရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့လှုပ်ဆောင်တဲ့ဥစ္စာတွေမှာဆိုလို့ရှိရင်ကျတော့စီးပွားရေးပြည်ပြောင်းလဲမှုဆိုတဲ့ဥစ္စာကိုလှုပ်ဆောင်မှုအတွက် အဲရှစ်တန်ရှစ်ထိုက်တဲ့ဥပဒေအခင်ချင်း new ဥပဒေအခင်ချင်းတွေလေဥပဒေတွေ new ဥပဒေများမှာကြတော့ဒါပြပြစုံစုံပြထမ်းမှုအားနည်းချက်ရှိနေပြီးတဲ့ခါကြတော့ဥပဒေအခင်ချင်းတွေ legal framework တွေမပါဘဲနဲ့ခါကြတော့ဟောအချို့သောဒီဥပါရများကိုတင်းဆက်ပြီးတော့ချမှတ်တဲ့ခါလေးတွေမှာဆိုလို့ရှိရင်ဥပမာပြပရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အဥ္စာတွေအခွန်နဲ့ပတ်သက်တာတွေမှာ ဒါဒီမူဝါဒတွေရှိတော့ညာလဲပေါ့လေလုံထုံလုံနေပိုင်းနေတယ်မှာတော်တော်လေးကိုအားနေချက်ရှိနေတာဒီနောက်တစ်ခါဒီဟိုတကယ်ပင်မဖြစ်တဲ့ legal framework ပိုင်းနေတယ်မှာသွားပြီးတော့အားနေတဲ့ဥစ္စာတွေနောက်ပြီးတော့နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့စာချုပ်စာရမ်းတွေချုပ်ဆိုမှုမှာအားနေတာတွေသွားပြီးတော့တွေ့ရပါတယ်ဒီအစောပိုင်းကာလမှာငွေကြေးနဲ့ပတ်သက်ပြီးရခါကြလို့ရှိရင်ဒီနည်းနည်းလေးပေါ့လေငွေစည်းကတည်ငြိမ်မှု ရှိနေတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရပြီးတဲ့ခါကျတော့2014နောက်ပိုင်းကာလကနေစပြီးတော့ခါကျတော့ဒီအခြေအနေတွေကနည်းနည်းလေးပြောင်းပြီးတဲ့ခါကျတော့ပြက်ပြဲလာပြီးတော့ inflation rate နည်းနည်းလေးပြန်တက်လာတဲ့ပိုင်းလေးပေါ့လေအဲ့လိုမျိုးလေးတွေပြန်ပြီးတဲ့ခါကျတော့တွေ့နေရတယ်ဒါမြက်တစ်ခုကိုလုံးဝထိန်းချုပ်နိုင်ခြင်းမပြုနိုင်တာက crony investment ပုံစံကိုဘလို့မှထိန်းချုပ်မှုမပြုနိုင်ဘူး crony များရဲ့ influence ပေါ့နော်နောက်တစ်ခါကျတော့စက်တက်ကလည်းစီးပွားရေးရဲ့ အေးကဏ္ဍတွေထဲမှာဆိုလို့ရှိရင်ယင်းနှမြုံနယ်မှုရဲ့အပိုင်းတော်တော်များများကို ဟိုဒီစစ်တပ်ရင်းနှီးမြှုပ်နှံမှုတွေစစ်တပ်နဲ့စစ်တပ်ပေါင်းပါများရင်းနှီးမြှုပ်နှံမှုတွေကနေပဲပို့ပြီးတဲ့ခါကျတော့ဥတီယူထားဆဲပေါ့လေအေးဒီအနေထားပုံတံမျိုးတွေကိုသွားပြတဲ့ခါကျတော့တွေ့ရတယ်အဲ့တော့ဇာခိုင်နှုံးတော်တော်များများဒီတက်ဟောင်းသက်တင်ဒန်စာများရဲ့လက်ထဲမှာရှိနေတဲ့အခြေအနေကိုဒီခရိုနီပုံတံရှိနေတဲ့ခရိုနီကက်ပီတယ်လစ်ဇင်ကိုသွားတဲ့စီးပွားရေးအခြေအနေကိုတကယ်ဈေးွက်စီးပွားရေးစနစ်အသွင်တံမျိုးကိုဖြစ်အောင်လို့မလုပ်နိုင်ဘူးပေါ့နော် ဒီအနေအထားမျိုးတွေကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့စီးပွားရေးပြည်ပြင်ပြောင်းလဲမှုသည်ဈေးကွက်စီးပွားရေးကိုမဦးတည်ရတဲ့ chronic capitalism ဆိုရက် chronic အရင်းရှင်စနစ်ကိုဦးတည်သွားနေတာလေးတွေကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်အင်ချမ်းမြေဈေးကွက်မှာငွေမဲဝင်ရောက်စီးဆင်းမှုကိုအထိုက်အလျောက်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်အင်ချမ်းမြေဈေးကွက်ကလက်ရှိမှာတော့အယောင်းဝယ်အေးနေတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်အစောပိုင်းကာလတွေကမြန်မာနိုင်ငံရဲ့အင်ချမ်းမြေဈေးကွက်ထဲကိုငွေမဲကနေငွေပြူအဖြစ်ပြောင်းလဲပြီးတော့ရင်းနှီးမြှုပ်နှံမှုအတွက်ပြည်တွင်းနဲ့ပြည်ပကငွေမဲတွေစီးဝင်မှုရှိခဲ့လို့အင်ချမ်းမြေဈေးကွက်ကလည်းကြီးထွားမှုရှိခဲ့တာပါ။ဒါကြောင့်အစိုးရကငွေမဲခွာချမှုကိုထိန်းချုပ်နိုင်မှုအတွက်ဥပဒေကိုတရားဝင်ပြဋ္ဌာန်းပြီးတဲ့နောက်အင်ချမ်းမြေဈေးကွက်ကလက်ရှိကာလအထိအယောင်းဝယ်အေးသွားတဲ့အကြောင်းမန္တလေးအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းအုပ်ချုပ်မှုဒါရိုက်တာကပြောပြပါဗျ။ဒီနောက်အစိုးရကပြဋ္ဌာန်းထားတဲ့ပြည်တွင်းအခွင့်ဥပဒေအရအင်ချမ်းမြေဝယ်ယူတဲ့နေရာမှာ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ဝင်ငွေအပေါ်သတ်မှတ်အခွန်ကိုစီးကျက်ထမ်းဆောင်ခြင်းဖြင့်ငွေပြူအသွင်ပြောင်းလဲလာနိုင်သလားဆိုတာကိုသူကအခုလိုရှင်းလင်းပြောဆိုခဲ့ပါဗျာ။ ြည်ရင်းခွန်ဥပဒေအရအင်ချမ်းမြေဝယ်ယူတဲ့နေရာမှာဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ငွေအပေါ်သတ်မှတ်ထားတဲ့နှုံးသားတွေက7,500အထိ300ခန်းလုံး7,500ခန်းကနေ1,500အထိ10,000ခန်းလုံး7,500ခန်းကနေ3,000အထိ20,000ခန်းလုံးနဲ့7,300ထက်30,000ခန်းလုံးအပါဝင်ဒစိကောင်းခွန်900ခန်းလုံးဖြစ်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးနောက်ဆုံးရကုန်စည်ဈေးနှုန်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဘတ်တွင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုအားပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့တာနိုးဝေပါ